အားလုံးသောမိတ်ဆွေပေါင်းမင်္ဂလာပါဒီတစ်ပတ်ကျွန်တော်ကျော်စိန်ဟင်းဖန်ရဲ့မိတ်ဆွေတို့အတွက်16ရက်6လ2025မှ25ရက်6လ2025ဒီပဲဖြစ်ပါတယ်ဥစွာတင်းငွေသားသမီးတွေရဲ့ကန်စတာတင်းငွေသားသမီးတွေရဲ့ကန်စတာမှာကိုလေးစားယုံကြည်ရသောဆရာသမားတဦးတယောက်ရဲ့ကုညီမစားမှုသူတို့ရဲ့စောင့်ရှောက်မှုအတလူဟာမျိုးနဲ့ပတ်သက်ပြီးရအောင်ငါဘလို့လုပ်ရင်ကောင်းမလဲဆိုတဲ့ပုံစံမျိုးတွေစဉ်းစားနေပါတယ်အကူအညီကောင်းထောက်ပံ့ကောင်းတွေ ရရှိဖို့အဲ့ဒါလိုအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေတယ်။မျောလင့်တောင်းတရည်ရွယ်ချက်ကတော့ဆုံးရှုံးသွားတဲ့ငွေကြေး၊ကုန်သွားတဲ့ငွေကြေးတွေပြန်လည်ရရှိဖို့ကိုမျောလင့်တောင်းတနေပါတယ်။မမျောလင့်မဲ့ဘယ်လိုဟာမို့ကြုံမလဲ။ပင်ပန်းတာစိတ်ဆင်းရဲတာတွေအဲ့တော့လူနဲ့မတူအောင်စိတ်ပင်ပန်းလူပင်ပန်းနွမ်းနယ်မှုအဲ့တလိုဟာမျိုးတွေဇက်တိုက်ဆိုးဆိုးသလိုပဲကြုံတွေ့နိုင်ပါတယ်ဗျာ။ စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့တင်းငွေသားသမီးတွေမှာအမြဲတမ်းလို့လို့စိတ်ကောလူရောပင်ပန်းရတဲ့အတွက်ကြောင့်နောက်တစ်ချိန်မှလည်းဒီထက်ပိုပြီးပင်ပန်းအောင်ပါလားဆိုပြီးတော့တွေးရင်းနဲ့ကို့မှာ စိတ်ညစ်စိတ်တော့ကရောက်စရာတွေဖြစ်နေရတတ်ပါတယ်ကြုံနေရတတ်ပါတယ်ဗျာငယ်ရွယ်တဲ့တင်းငွေသားသမီးတွေကန်စာတာမှာနဂါးမန်းတိအောင်အမောက်ထောင်ပြခြင်းနဲ့စိတ်တွေဖြစ်ပေါ်လာတတ်တယ်ဝမ်းနေစရာတွေကြုံတွေ့ရတတ်တယ်အဲ့တော့မျက်ရည်ကျ ဒီအထိဘဝမှာယင်ထဲမှာစိုးနေပြီးတော့ခံစားစရာတွေကြုံတွေ့ရတတ်တယ်အခြေအနေနဲ့ပတ်သက်လို့ရှိရင်မာနတရဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့ဖြည့်ရှင်းတာယင်ဆိုင်ရတာအဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်ဝမ်းနဲ့ပက်လက်ဆိုတဲ့ပုံစံမျိုးတွေလည်းဒီကာလအတွင်းမှာကြုံနိုင်တာပေါ့အဲ့ဒီအတွက်ကြောင့်ဒီချိန်မှာကိုယ့်ကိုယ်ကို အရင်ဆုံးချစ်ပါလို့အကြံပေးချင်ပါတယ်ကိုယ်ဒုက္ခပေးမဲ့တူတူတယောက်ကို မေတ္တာရှည်တမ်းမတင်ပါနဲ့လို့အကြံပေးခြင်းပါတယ်အဓိကကတော့မိမိကိုယ်ကိုမိမိစူးစမ်းပါမိမိကိုယ်ကိုမိမိအကောင်းဆုံးဖြစ်အောင်ဖန်တီးပါလို့ပြင်ဆင်ပါလို့အကြံပေးခြင်းပါတယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းများတွေရဲ့လဲဒီကာလအတွင်းမှာခဲလေသမျှသေးရကြဆိုတဲ့ပုံစံမျိုးကြုံပေးရတတ်တယ်မျော်မှန်းသလိုမဖြစ်ပဲစိတ်ညစ်စရာတိုးပွားလာတဲ့ပုံစံမျိုးတွေနဲ့ကြုံတွေ့နိုင်ပါတယ်ဗျာအိမ်ောင်ရှင်မိတ်ဆွေများဖို့ကတော့ယောက်ျားနောက်ရှေ့မိန်းမနောက်ရှေ့ကြုံလို့ စသည်အားဖြင့်စိတ်နှောက်ရှက်စိတ်ဖိစီးစရာတွေကြုံလို့ဒီထက်ကောင်းတဲ့နေရာကိုရွှေ့ပြောင်းရမယ်ကန်စတာအဲ့တော့အနောက်ရှက်မျိုးစုံကလည်းလွကင်းအောင်နေထိုင်ဖို့အတွက်ကိုပဲဒါအိမ်အောင်ရေးဖို့မှာအဲ့ဒီပြဿနာတွေဖြစ်နေတတ်တယ်နောက်တစ်ခုကထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာဒီကာလအတွင်းမှာမိသားစုရဲ့နှောင်ရေးအတွက်ငွေကုန်ကြေးကြများဖို့အကြောင်းတွေပေါ်လာတတ်ပါတယ်ဗျဒီဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေတွေကတော့အတောင်ပံသရဝါတွေရဲ့ ပုံတွေရဲ့အကြီးကားတွေပုံတွေအဲ့ဒါလိုဟာမျိုးတွေရဲ့အနီးနားမှာရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတွေရတွေ့ရပါလိမ့်မယ်ညံ့တာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့အတွက်ကတော့မေတ္တာတုပ်ရွတ်ဖတ်ပေးခြင်းနောက်ပြီးတော့မေတ္တာပို့ခြင်းအချုပ်အနှောင်ကြသွားထားသောတရဝါများကိုလှုပ်ပေးခြင်းဘေးမဲ့လှုပ်ခြင်းအဲ့ဒါလိုဟာမျိုးလှုပ်ပေးခြင်းအပြင်အညံ့တွေအားလုံးပြပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်းတနင်္ဂနွေသားမီးများအတွက်ဒီမှာပဲ ်ညီကုန်းချုပ်ပြရစီကျွန်တော်ကျော်စင်းဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ဗျာဗီဒီယိုမေးဖို့အချိန်ကတော့နေ့လေ17နာရီကနေ17နာရီပြည့်ကိုဖုန်းဆက်ပါနာမည်စင်ပေးပါညနေ3နာရီအတွင်းထိအောင်တဦးချင်းစီကို ပြန်လဲဟောကြားပေးရရှိပါတယ်ကဲမိတ်ဆွေများအားလုံးကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြုပါစေလို့ဆန္ဒပြုပါတယ်ဗျာတနင်္လာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာသားသမီးများအတွက် ဒီချိန်မှာယင်ထဲမှာစဉ်းစားတွေးတောနေတာကတော့နေရာထိုင်ခင်းကိုအကြောင်းပြုပြီးငွေကြေးကိုအကြောင်းပြုပြီးပြေးလဲအောင်ငြိမ်းချမ်းမှုရှိအောင်အေးချမ်းအောင် မပူရအောင်ငါဘလို့ဖန်တီးရင်ကောင်းမလဲဆိုတဲ့ပုံစံမျိုးတွေအခုယင်ထဲမှာစဉ်းစားတွေးတောနေပါတယ်မျောလဲတောင်းတရည်ရွယ်ချက်ကကိုယ့်ကိုဒုက္ခပေးတဲ့လူကိုပြန်လဲကလဲစားချေနိုင်အောင်ကြိုးစားဖို့ကိုတနင်္လာသားသမီးတွေမျောလဲတောင်းတနေပါတယ်တနင်္လာသားသမီးတွေအတွက်တပတ်စာပေးရင်ကတော့19ရက်6လ2025မှာ 25ရက်6လ2025ဒီပဲဖြစ်ပါတယ်။မမျှော်လင့်မဲ့တလင်းလာသားသမီးတွေဘယ်လိုဟာမှုကြုံမလဲဆိုလို့ရှင်တော့လူနေမှုအစဉ်တန်းမြင်မာတဲ့ပုံစံမျိုးဩစာအာဏာကြီးမားသည့်အထိဟိတ်နဲ့ဟန်နဲ့ကိုယ့်ကိုယ်ကိုရှေ့ဆက်ရမယ်ပုံစံမျိုးဖြစ်နေရတတ်တယ်။အဲတော့ဟန်တလုံးဟာကိုယ့်ဖို့ဆိုတဲ့ပုံစံမျိုးနဲ့ဇွဲမလျှော်ဘဲနဲ့ဆက်လက်ကြိုးစားဖို့ကိုပဲအဲ့လိုအခွင့်အရေးကောင်းနဲ့ရရှိလာပါလိမ့်မယ်။အဆိုးကြုံတယ်ဒါပေမဲ့ကိုယ့်အတွက်အကောင်းနေဖြစ်လာပါလိမ့်မယ်။စိတ်ညစ်စရာအနေနဲ့ကတော့ ông như muốn tập vụ sáu mùa trượt chọn sinh nhật này đã vào đấy rồi chiến tranh biết là này bắt đầu cái xã đi mà lâu ngày càng ngày này bắt đầu cái xã đi mà khi tua làm mù công tuệ lãnh giáo này bắt đầu mà ông như muốn tập vụ sáu mùa của đặc quyền gì này mà sinh đó cả giáo này đã vào đấy nhé nghe vậy đấy cho nên là ta mới được cảnh sát mà giáo cha nào sẽ mấy mà nào sẽ trông tuổi đã để cố bảo vệ này để tuổi già nào cho cụ đã này thu mà bông ra nhiều ở đó luôn ở phía miếu này ိုယ်ကိုပေါ့နော်အကွက်ချပြီးတော့ဒုက္ခဘေးမှာမျိုးတွေကြုံတတ်တယ်ဖြစ်တတ်တယ်ဗျအဲ့တော့ခြေချင်းမြတ်တာနဲ့ပတ်သက်ပြီးအနောက်ရှက်မျိုးစုံကြုံတွေ့ရမယ်ဆိုတော့ဒီကာလအတွင်းမှာမျိုးသိပ်ထားတွေကိုဘသူ့ကိုမှမဖွင့်ဟပဲနဲ့တယောက်တည်းမျိုးသိပ်လက်ထားသည်အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာနှစ်နေရာကနေပြီးတော့ဝင်ဝင်ခေါင်းတွေနဲ့ပတ်သက်ပြီးရဖို့အဲ့တော့ဝင်လာဖို့အဲ့လိုအကြောင်းတွေဖြစ်ပေါ်လာပါလိမ့်မယ် အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့အနောက်ရက်တွေအားလုံးကင်းပြီးတော့အိမ်အောင်ရေးလက်တာရမယ်တခုကြံနေတာကတော့ကျမ်းမာရေးကိစ္စကျမ်းမာရေးကိစ္စကိုအကြောင်းပြုပြီးတော့ငွေကုန်ကြေးကြများဖို့အကြောင်းတွေပေါ်တတ်တယ်နောက်ပြီးတော့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးလို့ရှင်လဲအေးချမ်းမဲ့တာယာမဲ့ထင်ပြီးလုပ်လိုက်တဲ့ကိစ္စတွေကယာတိဥဒ္ဒံတွေကြောင့်အဆင်မပြေမှုတွေကြုံတွေ့ရတတ်တယ်အဲ့တော့ယာတိဥဒ္ဒံကြောင့် ရာသီဥတုရဲ့ဆိုးဝါးမှုကြောင့်အဲ့ဒီဟာတွေအတွက်ကြောင့်ကိုယ်အတွေ့အကြုံမရှိတဲ့ကိစ္စတွေကြောင့်အိမ်တော်ကြီးမှာအဆင်မပြေဖြစ်တတ်တယ်ဖြစ်ပုံဖြစ်နေရတော့ငါပြောသားပဲငါအဆအမပြောဘူးလားအဲ့လိုမျိုးအကြောင်းထပ်ပြီးတော့တဦးနဲ့တဦးဝေဘာမှုတွေအပြစ်တင်မှုတွေကြောင့်အဆင်မပြေမှုတွေဖြစ်တတ်တယ်။အဲ့တော့ဘာဖြစ်လဲ။အဲ့တော့အစတော့ကချစ်လုံးလို့ပဲတူနကိုတိုင်းပြည်ထူထောင်ပြီးပြီပဲ။ရှေ့ဆက်ခွင့်လွှတ်လိုက်ပါနော်။ ဲ့တော့ချစ်မဲ့စကားပဲပြောပါမုန်းမဲ့စကားတွေတွားပြီးမပြောပါနဲ့ပြဿနာရှာမဲ့စကားဒေါသထွက်မဲ့စကားတွေမပြောပါနဲ့လို့အကြံပေးကြပါတယ်ဒီဝါသနာပါတော့ဒီလိုချင်တဲ့မိတ်ဆွေများပို့ရတော့အဝေးတနေရာမှာမင်္ဂလာကိစ္စအဲ့လိုဟာမျိုးတွေကြားပြီးမြင်ပြီးဆိုလို့ရှင်တော့အဲ့ဒီမင်္ဂလာဆောင်တဲ့ဖိတ်စာလေးပုံမှာရှားကြည့်ပါအဲ့ဒီအပေါ်မှာမိတ်ဆွေတို့အတွက်အကျိုးပေးတဲ့ကဏ္ဍစုံစုံလေးရတွေ့ရပါလိမ့်မယ်ညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့ရအနေနဲ့ကတော့ ို့အိမ်မှာရှိတော့ရေအိုးများအဲ့တော့ရေအိုးစင်များစသည့်အပြင်အဲ့ဒါလို့ရေထည့်သုံးတဲ့အရာတွေကိုတတ်ချင်းလှုပ်ချင်းအပြင်အညံ့နေအလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်တဲ့ဗျာအဲ့တော့ကိုသုံးနေတဲ့ရေဘူးရှင်နဲ့ရေဘူးကိုစေးကြောလိုက်အဲ့ဒါဆိုကောင်းပါလိမ့်မယ်နော်ညံရှိသလိုလှုပ်ကဲတနင်္လာသားမီးများတို့ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့3992530 38ပဲဖြစ်ပါတယ်ဗီဒီယိုဟောပြောခြင်းကတော့နေ့လယ်7:00နာရီကနေ7:00နာရီတွင်မှာ 南边生意比蛮，年内都难一提，都无见水果，别来好家比练，失败嘞。银行大都没咪面阿老咪个喇叭，人家大都面对，十个月超了，那他们生阿嘛？那生阿爷超了，那他们生阿里就失败嘞。银行大都的一年嘛，过满系列不三五都不安，没瘦瘦安，没瘦瘦安，家家奶奶老的老婆也提过。 အဲ့တော့ဝယ်စရာရှိတာဝယ်ဖို့လုပ်ငန်းထဲမှာရင်းနှီးမြှုပ်နှံဖို့အဲ့တလို့အကြောင်းအရာတွေကိုအခုရင်းထဲမှာစဉ်းစားတွေးတော်နေပါတယ်။ညောင်းလဲတောင်းတရည်ရွယ်ချက်ကတော့ကိုချစ်ရတဲ့သူတွေနဲ့ပတ်သက်ပြီးမကြင်မချမ်းဖြစ်တဲ့ဒေါသထွက်တဲ့ဝမ်းနေတဲ့သူတို့ပြဿနာတွေအရာအားလုံးကိုကခွင့်လွှတ်ခဲ့တဲ့ကိုပြဿနာကြတော့ကြံဖန်ပြီးတော့ပြဿနာရှာတယ်။အဲ့ဒီအတွက်ကြောင့်ကိုမှာနောက်တစ်ခါပြဿနာရှာရင်တော့ငါပြောစရာရှိတာပြောရမှာပဲဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ အဲ့တော့အားခဲနေတတ်တယ်အဲ့တော့ပြောစရာအခွင့်အကြုံလည်းမပြောနဲ့မုန်းမဲ့စကားမပြောပါနဲ့ဗျာနော်ဟုတ်ပြီနော်ကဲအင်္ဂါသားသမီးတွေမှာမမျှော်လင့်ပဲဘလို့ဟာမို့ကြုံမလဲအဝေးတနေရာကိုစွန့်စွန့်ဆဆသွားဖို့ဒီတဲ့ကောင်းတဲ့နေရာမှာစွန့်စားဖို့ဖန်တီးဖို့အလုပ်တွေလုပ်ဖို့ရက်တီဖို့အကြောင်းတွေကိုဒါကိုရရင်ထဲမှာမျှော်လင့်တောင်းတနေပါလေအဲ့ဒီအတိုင်းဖြစ်လာဖို့အကြောင်းတွေဖန်လာပါလိမ့်မယ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးလို့ရှင်လဲအထီးကျန်မှုတွေမပြောနေပဲဂျုံတွေ့ရတတ်ပါလေ ဲ့တော့ငွေကြေးနဲ့ပတ်ပတ်သက်ပြီးအကြောင်းပြုပြီးတော့လဲစိတ်ညစ်စရာနှစ်ခုပြဿနာနှစ်ခုရင်ဆိုင်ရတတ်တယ်အဲ့တော့ရင်ဆိုင်ပြီးတာနဲ့အာလုံးဖြည့်ရှင်းဖို့အကောင်းဆုံးနည်းလမ်းတွေပေါ်လာပါလိမ့်မယ်အင်္ဂါသားသမီးတွေမှာစိတ်ညစ်စရာအနေနဲ့ကတော့ကိုယ့်ရဲ့မိသားစုအကြောင်းကိုစင်စာသွေးတော်ရင်းနဲ့ပဲကိုယ်မှာစိတ်ညစ်နေရတတ်တယ်အင်္ဂါသားသမီးတွေကမိသားစုနဲ့ပတ်သက်ပြီးတာယာချမ်းမြေပဲပျော်ရွှင်စရာကောင်းသောမိသားစုဖြစ်ခြင်းနဲ့အဲ့ဒီအတွက်ကြောင့် စိတ်ညစ်ရတာမျိုးတွေကြုံတွေ့နေရတတ်ပါတယ်အဲ့တော့ကိုယ်သူများမိသားစုတွေကိုကြည့်ပြီးလို့ရှင်ကိုယ့်ရဲ့မိသားစုနဲ့တခြားစီပဲအဲ့ဒီအတွက်ကြောင့်စိတ်ညစ်ရတာမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်အင်္ဂါသားသမီးငယ်ရွယ်တဲ့သူများဟုတ်ပါတော့ဆုံးဖြတ်ရန်ကြက်သေးတွေနဲ့ကြုံတွေ့ရတတ်တယ်ပြဿနာရှာတဲ့သူတွေနဲ့ပဲကြုံတွေ့ရတတ်တယ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်လို့ရှင်လဲအဲ့တော့ချစ်သူနဲ့မတူတော့ဘူးเนาะရှေ့နေကိုရည်စားထားမိတယ်လို့မျိုးရဲကိုမှရည်စားထားမိတဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုး ဖြစ်နေတတ်တယ်။ तू ကဥတွေအကြောင်းတွေပဲကိုယ်စီးတွေကန်းနေအဲ့ဒါလို့ဟာမို့တယ်နဲ့ကိုကငိုတဲ့ရပေါ့ပေါ့နေပေါ့ပေါ့စားပေါက်လို့ပဲစားအဲ့ဒါလို့မျိုးနေကြတာလေ။အဲ့တော့အဲ့ဒါလို့မဟုတ်ဘဲနဲ့အဲ့ဒီဟာမျိုးတွေဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်စိတ်ပိစည်းစရာတွေပဲဖြစ်နေရတတ်တယ်။အဲ့တော့အစတွေကကိုကမလုတ်ခင်တည်းကစဉ်းစားတာအကောင်းဆုံးပါပဲ။ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရတဲ့ဒီကာလအတွင်းမှာတော်တော်ခက်ခက်ခဲခဲကိုပဲ ရှာကြံရတာမျိုးလှုပ်ဆောင်ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်လွယ်လွယ်ပါမှမရနိုင်ဘူးလို့ပြထားပါတယ်အိန်းအောင်ရှင်မိတ်ဆွေအင်္ဂါသားမင်းများဖို့ကတော့ကံကောင်းပြီးကောင်းရင်းဆိုတဲ့အခွင့်အရေးကောင်းတွေရရှိရလာလိမ့်မယ်နောက်ပြီးတော့ငွေကြေးတွေနဲ့ပတ်သက်ပြီးဒီကာလမှာလည်းအထူးကံကောင်းတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်အိန်းအောင်ရှင်များအဲ့တော့အိမ်အောင်ရှင်များအဖို့ကတော့ကံကောင်းပြီးရင်ကောင်းရေးဆိုတဲ့အပြင်နဲ့အပြင်မှာစီးစရာရင်ထားတွေနဲ့ပတ်သက်လို့ရှိရင်လည်းကောင်းကောင်းမွန်မွန်အကျိုးပေးတဲ့ဟာမျိုးတွေနဲ့ ဆက်လက်ပြီးတော့လက်ဝယ်ပိုင်ဆိုင်ရရှိပါလိမ့်မယ်တဲ့ဗျာထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းရင်းရထားဖို့အကြောင်းပြုပြီးတော့ငွေကုန်ချေးကြများတဲ့အကြောင်းပါတယ်ဗျာထီဝါဒနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့အယူးများရဲ့နှုတ်ကထွက်သောဆိုသောစကားများကိုအတိတ်ကောက်ခြင်းအပြင်ကိုယ့်အတွက်အကျိုးပေးသောကဏ္ဍတစုံတရားဖြစ်သွားပါလိမ့်မယ်ကဲညံတာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရရအနေနဲ့ကတော့ ကလေးတငယ်များကိုလက်ဆောင်ပစ္စည်းတစ်မျိုးမဟုတ်တစ်မျိုးဝယ်ပေးခြင်းအပြင်အညံ့တွေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်အင်္ဂါသားသမီးများအတွက်ဒီမှာပဲညီကုံချုပ်ပြရစီကျွန်တော်ကျော်စိန်ဖန်ပါကျွန်တော်မိတ်ဆွေအရောက်တိုင်းရောက်တိုင်းကြားမှာချမ်းသာလို့ဆန္ဒပြေဝပါစေလို့ဆန္ဒပြုမေတ္တာပို့ပါလေဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ဘာကြောင့်ခဏခဏဖုန်းနံပါတ်တွေပြောရတာလဲဆိုလို့ရှိရင်အတုတွေများလို့ပါကျော်စိန်ဟိတ်နံပါတ်နဲ့လှုပ်ရှားတဲ့လူတွေရှိပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီဖုန်းနံပါတ်မဟုတ်ရင် ကြော်စင်ဟိတ်မဟုတ်ပါဘူးเนาะကဲဒီလောက်ပါပဲအားလုံးကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြုပါပါစေဗုဒ္ဓဘုရားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘုရားသမီးတွေသားသမီးများအတွက်19ရက်6လ2025မှာ25ရက်6လ2025ဒီပဲဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးတွေရဲ့ယဉ်ထဲမှာအားလုံးနဲ့ချစ်ခင်ဖို့သင်မြတ်ဖို့အချစ်စိတ်ချစ်မှန်မေတ္တာစင်မေတ္တာမှန်နေနဲ့ပြည်ပြည်လေးလေးကောင်းကောင်းမွန်မွန်ဖြစ်ဖို့ကိုပဲဒါခုရဲ့ယဉ်ထဲမှာစင်စာတွေ့တော်နေတယ် အဲ့တော့အခြေရေးတွေနဲ့ပတ်သက်တဲ့ကိစ္စမေတ္တာရေးရတဲ့နဲ့ပတ်သက်ပြီးအသက်ကြီးတဲ့လူတွေမှာလည်းမေတ္တာဆိုတာရှိတယ်လေနော်တူးနဲ့တူမေတ္တာရေးနဲ့ပတ်သက်ပြီးနားလည်အောင်ဖန်တီးဖို့စဉ်းစားဖို့တိုင်ပင်ဖို့အဲ့တလို့ဟာမျိုးတွေချစ်မဲ့စကားတွေပဲကြားကျင်တယ်ဆိုကျင်တယ်ဆိုတဲ့ပုံစံမျိုးအကြောင်းအရာတွေပေါ့အခုရင်ထဲမှာစဉ်းစားတွေးတောနေတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့မိသားစုတက်တက်ဝွန်းဝွန်းနဲ့ဖြစ်ဖို့နောက်ပြီးတော့အိမ်ကောင်းယာကောင်းနေတဲ့နေထိုင်ဖို့ နောက်ပတ်စံအတွက်ငွေကြေးအတွက်မပူရဘဲနဲ့ပြည်ပြည်လည်လည်ကောင်းကောင်းမွန်မွန်ဖြစ်ဖို့ကိုဒါကိုရရင်ထဲမှာမျောလင့်တောင်းတနေတယ်။မမျောလင့်မဲ့ပုံတူသားသမီးတွေဘယ်လိုဟာမှုကြုံမလဲလက်ရှိနေရာနဲ့ပတ်သက်ပြီးစိတ်အနှောင့်အယှက်ဖြစ်စရာမျိုးစုံကြုံတွေ့ရတတ်တယ်။အရင်တော့ကဒီနေရာမှာနေခဲ့စဉ်ဒီလောက်ကိုလောက်ခဲ့စဉ်ဒီပုံစံမျိုးဖန်တီးတဲ့လူတွေအားလုံးကလည်းအဆင်မပြေဘူး။အခုကို့အလှည့်ကြတော့လည်းအဆင်မပြေဘူး။အဲ့လိုအကြောင်းအရာတွေတွေးပြီးတော့ကို့မှာတန်လျာစိတ်ဝင်မိတာမျိုးတွေတောင်ဖြစ်တတ်ပါလေ။ ဗုဒ္ဓဘူသားသမီးတွေမှာစိတ်ညစ်ဆရာအနေနဲ့ဘာတွေကြုံနိုင်လဲဆိုလို့ရှင်တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးစိုးရင်ပူပန်မှုတွေများနေရတတ်တယ်အခုစိုးရင်ပူပန်နေသောကျမ်းမာရေးနဲ့ပတ်သက်ပြီးအားလုံးကောင်းသွားပါလိမ့်မယ်ဘာမှမပူနဲ့အခုကောင်းနေရင်တော့နောက်တစ်ချိန်မှာအဆိုးတွေလာနိုင်တယ်လို့ပြထားပါတယ်အဲ့တော့ဒီစိုးရင်ပူပန်မှုနဲ့ပတ်သက်ပြီးဗုဒ္ဓဘူသားသမီးတွေမှာကံကောင်းအောင်လုပ်ဖို့ဆိုလို့ရှင်ကိုယ့်အိမ်မှာရှိသောအဲ့အဟောင်းအိုးအဟောင်းများကိုကိုယ့်ရဲ့နာမည် 叶嘛，阿哩阿婆嘛，叶嘛叶比较多，上来摘的你也上，阿买包上上，阿买包那边因为摘的路老，阿多路老来像阿片，阿古所以不办的，该咋话，等我瞧瞧哦，阿看咯，得打阿婆们，高毛阿婆来买呀。你原来包的不单是米粒，干啥的嘛？豆子、豆子芽的、生豆芽的、椒豆芽的的，青嘛的生豆芽椒苗，娃娃的呢，对小娃们开开开呀嘞，生豆芽的嫩绿的，对吧？别杀白嘞。 အခြေရင်းမှာလည်းစိတ်တူစရာတွေကြုံတွေ့ရတတ်တာဟုတ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းစိတ်တူစရာတွေဒေါသထွက်စရာတွေကြုံပြီးမှအားလုံးအဆင်ပြေနိုင်ပါလိမ့်မယ်ဗျာအိမ်အောင်ရှင်ဗုဒ္ဓဘုရားသမီးများဘုရားတော့ကံကောင်းမဲ့စကားပြေးလဲမဲ့စကားတွေမပြောမိဘဲနဲ့ကိုထင်ရကိုဆိုင်မိတဲ့အတွက်ကြောင့်အိမ်အောင်ရေးမှအဆင်မပြေဖြစ်တတ်ပါလေဝင်မဲ့လက်တွေပိတ်တတ်သလိုကိုယ့်ရဲ့ပြောစကားဆိုစကားနေမှုထိုင်မှုလှုပ်ဆောင်မှုကြောင့် အရာခတ်သိမ်းအကုန်လုံးပြည့်စည်သွားတာမျိုးဖြစ်ပေါ်လာတတ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဗုဒ္ဓဘုရားသမီးတွေမှာဒီကာလအတွင်းမှာပြောမဆိုမအနေတိုင်းမှမဖြစ်စေနဲ့တဖက်လူရဲ့စိတ်စေတနာကိုစัจ jana နာပြီအောင်လုပ်ပါကိုထင်ရကိုမဆိုင်ပါနဲ့လို့အကြံပေးချင်ပါတယ်ဒီဝဒနာပါတို့ထီရိုးကျင်တဲ့ဗုဒ္ဓဘုရားသမီးများဖို့ကတော့စပိန်နေဆိုင်ကယ်တွေထားတဲ့အနီးနားမှာရှားကြည့်ပါ အဲ့ဒီနေရာမှာမိတ်ဆွေအတွက်အချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်။ညနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့ခွေးများကိုအစာအာဟာရကျွေးမွေးခြင်းအားဖြင့်အညံ့တွေအားလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်။ကဲကျွန်တော်ရဲ့တပတ်စာပေတင်ကတော့ဒီမှာပါပဲ။ ဘုရူသားမြေရောက်တိုင်းရောက်တိုင်းကြားမှာချမ်းသာလို့ဆန္ဒပြေဝပါစေလို့ဆန္ဒပြုပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့3992533358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်မယ်7တနာရီကနေ7နာရီခွဲကိုဖုန်းဆက်မယ်နံပါတ်စင်ပေးမယ်ညနေ3နာရီအထိတဝူးချင်းစီကိုပြန်လည်ဟောကြားပေးလျက်ရှိပါတယ်ကိုသိကျင်သောကိစ္စကိုလူရင်းတူရှင်ပြောပါအရင်မရှိပါနဲ့လို့ကြိုတင်ပြီးတော့ပြောထားပါရစေကဲဒီလောက်ပါပဲဇာတာပရိသသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဇာတာပရိသသမီးတွေအတွက် 19ရက်6လ2025မှာ25ရက်6လ2025ဒီပဲဖြစ်ပါတယ်။ဂျာတာပရိသားသမီးတွေရဲ့ယင်ထဲမှာရသမျှဝင်ငွေနဲ့မယောင်ရဲမတိတ်တိတ်နိုင်ဘူး။ပို့ပြီးတော့ရအောင်စူးစမ်းမယ်။ပို့ပြီးတော့ကောင်းအောင်လုပ်မယ်။ပို့ပြီးတော့ဒီတဲ့ကောင်းအောင်ဖန်တီးမယ်ဆိုတော့အကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတော်နေတယ်။မျောလဲတောင်းတရည်ရွယ်ချက်ကဂျာတာပရိသားသမီးတွေမှာမျက်နှာပွင့်လန်းအောင်ကျမ်းမာရေးကောင်းအောင်စသည်အားဖြင့်လူချစ်လူရင်ပေါ်များအောင် ဲ့တော့မြန်တပန်းပွင့်အောင်စတည်အားဖြင့်အဲ့လိုဟာမျိုးတွေလုပ်ဖို့ကြိုင်ဖို့ကိုဒါကိုရရင်ထဲမှာစူးစမ်းဖို့ကိုမျှော်လင့်တောင်းတနေပါတယ်မမျှော်လင့်မဲနဲ့ဘယ်လိုဟာမျိုးကြုံမလဲဆိုလို့ရှင်တော့စိတ်နှောက်ရှက်ဒုက္ခပေးမဲ့သူတွေမကြာခဏနော်ကိုစီဖုံးဆက်တာကိုစီလာတာစုံရတာကြုံရတာအဲ့လိုဟာမျိုးတွေဖြစ်ပေါ်တတ်တယ်ဖန်တီးလာတတ်တယ်အဲ့ဒီအတွက်ကြောင့်အဲ့လိုကြုံပြီးဆိုလို့ရှင်တော့ဓာတ်တစ်လက်ကိုသတိဖြစ်ဖြစ်တွေးလိုက် ကျင်းလိုက်နော်ကျင်းတယ်ဆိုတာကသွေးတာနဲ့မတူဘူးသွေးတယ်ဆိုတာကြောက်တုံးတော့တင်ပြီးလက်နှစ်ဖက်နဲ့ဖိသွေးရအဲ့တော့သွေးတာကျင်းတယ်ဆိုတာတော့ကလောက်ကလောက်ကလောက်လောက်ဆိုလှုပ်လိုက်တာပေါ့ဗျာအဲ့အတိုင်းလှုပ်ပြီးတော့အလိုရှိရာဆူတောင်းလိုက်ပါအဲ့ဒါဆိုလို့ရှင်တော့အဲ့ဒုက္ခပေးတဲ့သူကိုယ်စီမလာတော့အဲ့ဒါကျင်းတယ်လို့ခေါ်တယ်နော်အဲ့ဒါလေထဲမှာဝေ့လိုက်တယ်ရတယ်ဒါနဲ့နော်အဲ့ဒီအတိုင်းလေးလှုပ်လိုက်ပါအဲ့ဒါဆိုစိတ်အနှောက်အယှက်ဖြစ်စရာလေးအားလုံးကျင်းသွားပါလိမ့်မယ်အခု စိတ်ညစ်စရာအနေနဲ့ဘာတွေကြုံနေလဲဆိုလို့ရှင်တော့ကိုယ့်ရဲ့ဇနီးကိုယ့်ရဲ့လင်ယောက်ျားကိုချစ်ရတဲ့သူတန်ရောစဉ်ချစ်ရတဲ့လူတွေနဲ့ပတ်သက်ပြီးငွေကုန်ကြေးကြများတဲ့ကိစ္စငွေအကြောင်းတွေဖက်ပေါက်ရှာမဲ့ကိစ္စအဲ့ဒါလိုဟာမျိုးတွေအတွက်ကိုပဲသူ့မှာစိတ်ညစ်နေရတတ်ပါတယ်အားလုံးအဆင်ပြေသွားပါလိမ့်မယ်လို့ပြောထားပါတယ်ဖုန်းခေါ်တာမအားဘူးထင်လို့ရှင်ချလိုက်လေလူလိုနားလိုက်လေ ဲ့တော့ဂျာတာပရိသတ်သမီးငယ်ရွယ်တဲ့သူများဖို့ကတော့အခြေအနေတွေနဲ့ပတ်သက်လို့ရှိရင်ကိုယ်အဆက်အစရရအကောင်းဆုံးလမ်းပြမဲ့သူတွေနဲ့ကြုံတွေ့နိုင်ပါတယ်စုံနိုင်ပါတယ်အခြေအနေတွေနဲ့ပတ်သက်ပြီးလို့ရှိရင်ဒီကာလအတွင်းမှာစိတ်ညစ်စရာနည်းနည်းလေးကြုံပြီးတဲ့အခါမှာအားလုံးအကောင်းဆုံးနဲ့ဖြစ်သွားပါလိမ့်မယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာပင်ပန်းမဲ့စိတ်ပင်ပန်းမဲ့နောက်ပိတ်ဆုံးအားလုံးအဆင်ပြေမှုတွေကြုံပါလိမ့်မယ် အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့စကားပြောဆိုမှုအဆင်မပြေတာရင်ထဲမှာဒေါသထွက်စရာတွေကြုံတာအတလူဟာမှုတွေကြုံတဲ့အပြင်ဘဝနောင်ရေးအတွက်သွားရေးလာရေးအစအကုန်လုံးခက်ခဲတာအဲ့တော့ကြက်တဲတာအတလူဟာမျိုးတွေကြုံနိုင်တယ်လို့ပြထားပါဗါတယ်အဲ့ဒီအတွက်ကြောင့်ခေါင်းရေးနဲ့စဉ်းစားပြီးတော့ဘာလို့တင်ဆုံးလဲဘယ်စကားအပြောတင်ဆုံးလဲဆိုတာကိုစဉ်းစားပြီးတော့တိုင်ပင်လိုက်ပါအဲ့ဒါဆိုအားလုံးအဆင်ပြေသွားပါလိမ့်မယ်ဒါအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စထုတ်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်း 因他过将毕为了对待部刚盘底部转向，转维攻期间，免那吧不来别。提我那巴路提头前呢没水，免不啊了。提啊，多对嘛？别那急急忙忙，点点作业，啊，你那嘛。我最高钱阿片，过段就回到河南的手里呀，别爸爸了没？ ညံနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့9ခုနှစ်လွတ်ချင်းအားဖြင့်အညံ့တွေအားလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်ကြာသာပရိသတ်မီးများတွေဒီမှာပဲနှီးကုန်ချုပ်ပြရစီကျွန်တော်ကျော်စင်ဖန်ပါကျွန်တော်ရဲ့စီကိုဆက်သွယ်မယ်ဘေးရင်မေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပါဆက်တဲ့အခါမှာနေ့လယ်7:00နာရီထိုးမှဆက်7:00နာရီရနဲ့7:00နာရီအတွင်းကိုဆက်ဆက်ပြီးလိုရင်းတူရှင်ပြော ပြီးရင်ကျွန်တော်ကမိတ်ဆွေတို့အလှည့်ရောက်ရင်ဖုန်းပြန်ခေါ်ပေးမယ်အဲ့တိုင်းလုပ်လို့ရတယ်နိုင်ငံရခြားမိတ်ဆွေတွေကတော့ Viber ကနေဆက်သွယ်ပေးဟုတ်ပြီเนาะဒီလောက်ပါပဲအဲ့တော့အတုအပတတိထားပါကျွန်တော်ကြော်စင်ဟင်းနောက်မှဒီပုံလေးပါမယ်အဲ့ဒါဆိုအစ်စ်နောက်ကျွန်တော်ဖုန်းနံပါတ်ထည့်ထားရင်အဲ့ဒါအစ်စ်ကျွန်တော်ဖုန်းနံပါတ်မဟုတ်ပဲတခြားဖုန်းနံပါတ်ထည့်ထားရင်အတုကဲဒီလောက်ပါပဲเนาะ တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်19ရက်6လ2025မှ25ရက်6လ2025ထိပဲဖြစ်ပါတဲ့တောက်ကြသားသမီးတွေရဲ့ယင်ထဲမှာအားလုံးနဲ့ချစ်ခင်ဖို့သင်မြတ်ဖို့ကိုကပဲပေးဖို့သူများစီရရလို့ဟုတ်တခုမှမလုပ်ချင်ဘူးအဲ့ဒါလို့အကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားနေတယ်ချစ်သူအတွက်မိသားစုအတွက်ကိုချစ်ရတဲ့သူတန်ရုံးစဉ်ကြီးမားတဲ့သူတွေအတွက်ကိုအဆက်ဆက်ရရ ကိုယ့်ဘက်ကအတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ဖန်တီးပေးဖို့ဖြည့်ဆည်းပေးဖို့အကြောင်းလေးကိုအခုရင်းနှံမှာစဉ်းစားတွေးတောနေပါဗါတယ်အဲ့တော့မြတ်မြတ်တတပြပြလဲလဲဖြစ်အောင် လုပ်ဖို့လဲစဉ်းစားတွေးတောနေတယ်အခုမမျှော်လင့်မဲနဲ့ဘယ်လိုဟာမှုကြုံမလဲဆိုလို့ရှင်တော့ကံကောင်းခြင်းအောင်မြင်ခြင်းနည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 ်းစူဆောင်းရခြင်းနည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 ်းဖြစ်ထွန်းခြင်းဆိုတော့အခွင့်အရေးသေးသေးလေးရနေကြီးကြီးဖြစ်သွားပါလိမ့်မယ်မမျှော်လင့်မဲဘယ်လိုဟာမှုကြုံမလဲ အားလုံးကိုစွန့်ခွာပြီးတော့ကိုယ့်ဘာကိုနားရေးပါရေးနေလိုချင်တဲ့စိတ်ဆန္ဒတွေယဉ်ထဲမှာတဖွာဖွာဖြစ်ပေါ်လာတတ်တယ်။အဲ့တော့အနည်းနဲ့အနည်းနဲ့အမြန်တော့တဖြည်းဖြည်းနဲ့အဲ့ဒီဘဝတွေရောက်သွားပါလိမ့်မယ်။နားအေးမဲ့နေရာစိတ်ချမ်းသာမဲ့နေရာကိုတစတစရောက်ဖို့အကြောင်းတွေဖန်လာပါလိမ့်မယ်တဲ့ဗျာ။စိတ်ညစ်စရာအနည်းနဲ့ကတော့ ဆုံးဖြတ်ရန်ကြက်တဲနှစ်ခုနဲ့ရင်ဆိုင်ရတတ်တဲ့ငွေကြေးအတွက်အခြေရေးအတွက်နေရာထိုင်ခင်းအတွက်ဘဝရည်ရည်မှုအတွက်အတလူဟာမျိုးစသည်အဖြစ်အကြီးမားဆုံးစိတ်ညစ်စရာနှစ်ခုကြောင့်ကိုယ်မှာတောခရောက်เสียတောခကြုံတာမျိုးဖြစ်ပေါ်တတ်ပါလေငယ်ရွယ်တဲ့တောက်ကြသားသမီးတို့ရဲ့ကန်ဆာတာမှာဆိုလို့ရှိရင်တော့ခေါင်းပူခေါင်းချုပ်စိတ်ညစ်စရာတွေကြုံတွေ့ရတတ်တယ်။ကြံစည်တမျှလွဲချော်တယ်လို့ပြထားတာပေါ့။ အဲ့တော့အခြေရေးမှာလည်းလွဲချော်လွဲချော်မှုတွေကြုံမယ်ပညာရေးမှာလည်းလွဲချော်မှုတွေကြုံမယ်ဒီကာလအတွင်းမှာဘယ်နေရာသွားသွားလွဲချော်မှုတွေကြုံမှာပေါ့နော်ကိုကဒီအစားအစာလေးစားကျင်တယ်အဲ့ဒီနောက်တစ်ခါမှရမလားဆိုပြီးတော့ကြွားကြည့်တယ်အဲ့ဒီအချိန်မှာမရဘူးလွဲချော်မှုကြုံမှာပေါ့နော်အဲ့တလို့မို့တခုမဟုတ်တခုလွဲချော်မှုတွေနဲ့အမြဲတမ်းလို့လို့တောက်ကြသားသမီးတွေမှာကြုံနိုင်တယ်လို့ပြထားပါဗျအဲ့တော့ဒါကတောက်ကြသားသမီးငယ်ရွယ်တဲ့သူများဖို့ပေါ့နော် ဝင်ငွေတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းဒီကာလအတွင်းမှာလွဲချော်မှုတွေကြုံနေမယ်လို့ပြထားတယ်။တေလွဲလေးလွဲနေပဲ။ကဲအိမ်အောင်ရှင်တောက်ကြသားသမီးများဖို့ကတော့ယောက်ျားနောက်ဆက်မိန်းမနောက်ဆက်ကြုံတဲ့အပြင်ငွေကြေးကိုအကြောင်းပြုပြီးအိမ်အောင်ရေးမပြေမလည်ဖြစ်တတ်တယ်။မိကိစ္စကိုအကြောင်းပြုပြီးမပြေမလည်ဖြစ်တတ်တယ်။အဲ့တော့သူလုတ်တဲ့ဆုံးဖြတ်ချက်တွေကြောင့်ကိုယ့်ရဲ့အိမ်အောင်ဘက်လုတ်တဲ့ဆုံးဖြတ်ချက်တွေကြောင့်လုတ်တဲ့ကိစ္စအဝဝကြောင့်ကို့မှာရောပြီးတော့တိုင်ပတ်တာ။ နောက်ပြီးတော့နာမည်ကိုယ်စားလှယ်ညွှန်းနှွမ်းတာအဲ့ဒါလိုဟာမျိုးတွေအကြောင်းတွေဖြစ်ပေါ်တတ်တယ်အဲ့တော့သတိထားပြီးလုပ်ပါခွင့်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းဒီကာလအတွင်းမှာအနောက်ရှက်မျိုးစုံနဲ့ငွေကုန်ကြေးကြများနေအောင်မယ်လို့ဖော်ပြနေပါတယ်ဓိဝသနာပါတို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ကိုမကြခဏကြာကြာထိုင်လေထိုင်လာရှိတော့ထိုင်ကုန်တခုံကုန်ရဲ့အောက်မှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အချိုးပေးတော့ကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံတာဒီပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့ ကိုယ့်ရဲ့မိသားစုပျော်ပျော်ရွှင်ရွှင်သွားလာခဲ့တဲ့တနေရတာဟိုသွားလာခဲ့တဲ့ပုံလေးကိုကိုစိတ်ချမ်းသာစေမဲ့ပုံလေးကိုကြည့်ပြီးတော့ဆူတောင်းလိုက်ပါအဲ့ဒါဆိုလို့ရှင်တော့မိတ်ဆွေတို့အတွက်အညံ့နေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်စိတ်နဲ့ကိုကဩငါအဲ့တုန်းကငါတော်တော်ပျော်ခဲ့တာပဲအဲ့တုန်းကငါကဘလို့ဘလို့လူသေးတာပဲဒီလိုမျိုးလေးပေါ့နော်ကိုပါကိုတွေးပါအဲ့ဒီပုံလေးကိုကြည့်ပြီးတော့ကိုကဆန္ဒ ကိုယ်စိတ်တည်းကစိတ်ကလေးညှို့ပြီးတော့စဉ်းစားလိုက်အဲ့ဒါဆိုရင်ရှင်အဲ့လိုတွေးလိုက်တာနဲ့အကောင်းနေဖြစ်သွားလိမ့်မယ်နော်ကဲဒီလောက်ပါပဲတောက်ကြသားမိများကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39299380398ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်မယ်ပေးတင်မိမယ်ပြင်မေးရမယ့်အချိန်ကနေ့လယ်7:00နာရီကနေ7:00နာရီပိုင်းကိုဖုန်းဆက်မယ်နံပါတ်စင်းပေးမယ်မိတ်ဆွေတို့အလှည့်ရအောင်ကျွန်တော်ကဖုန်းပြန်ခေါ်ပေးမယ်နော်ကဲဒီလောက်ပါပဲ စနေသားမိမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်19ရက်6လ2025မှာ25ရက်6လ2025ထိပဲဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေရဲ့ယင်ထဲမှာအိန္ဒိယထိုင်ခင်းကိုအကြောင်းပြုဘဝရဲ့နောင်ရေးအတွက်ကိုအကြောင်းပြုပြီးတော့ကိုတယောက်တည်းနေဖို့ပြင်ဆင်ဖို့နောက်ပြီးလို့ရှိရင်ကိုဘဝရဲ့ဘလို့နေရမယ်ဘလို့ထိုင်ရမယ်ဆိုတဲ့အကြောင်းတွေအကြောင်းအရာတွေအရာအားလုံးကိုကိုမှစဉ်းစားတွေးတောရင်းနဲ့ စိတ်ရှုပ်ရင်မောနေတဲ့မဲ့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါလေမျောလင်းတောင်းတရည်ရွယ်ချက်ကစနေသားသမီးတွေမှာဇိမ်ခံပစ္စည်းတွေအဲ့တော့အစဉ်အတန်းမြင့်မြင့်နေထိုင်ဖို့စသည်အပြင်အဲ့လိုအကြောင်းအရာတွေကိုအခုကိုယ့်ရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါလေအဲ့တော့ကိုယ့်ကိုကုညီမဲ့သူပံ့ပိုးမဲ့သူတွေလည်းဇက်တိုက်စိုးစလိုပဲကြုံတွေ့နိုင်တယ်လို့ပြထားပါဗါလေမမျောလင်းမဲ့နဲ့ဘလို့ဟာမှုစနေသားသမီးတွေကြုံမလဲဆိုလို့ရှင်တော့ အရာအလုံးကသူများကိုအားကိုးလို့မရဘူးငါဟာငါအားကိုးမှရမယ်ငါသာလျှင်အဓိကဆိုတဲ့ပုံစံမျိုးအဲ့လိုဟာကိုစိတ်အလင်းပွင့်ပြီးတော့ဘဝမှာအောင်မြင်မှုဘလို့လုံးရမယ်ဆိုတဲ့ဉာဏ်လေးပွင့်လာပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့ငွေကြေးကိုအကြောင်းပြုပြီးတော့ပညာရေးကိုအကြောင်းပြုအဲ့ဒီဥစ္စာနှစ်ခုအတတ်ပညာငွေကြေးစသည်အဖြစ်အဲ့လိုအကြောင်းအရာတွေကိုအကြောင်းပြုပြီးတော့စိတ်ဆင်းရဲမှုအစင်မပြေမှုတွေဖြစ်ပေါ်တတ်ပါတဲ့ဗျာ ငယ်ရွယ်တဲ့စနေသားသမီးတွေကန်စားတာမှာဆိုလို့ရှင်တော့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးနှစ်မျိုးနှစ်စားအကောင်းလုံးလို့စိတ်ညစ်ရတာမျိုးကြုံတွေ့ရတဲ့တဲ့ငွေကြေးတင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေအောင်မြင်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းနှစ်ခုတစ်လုံးမှာကောင်းနေတယ်ကောင်းတဲ့အတွက်ကြောင့်ဘယ်ဘက်ကိုဦးစားပေးလို့ပေးရမှန်းမသိဘူးဖြစ်တတ်တယ်အဲ့ဒီအတွက်ကြောင့်စိတ်ညစ်နေရတာမျိုးဖြစ်ပေါ်တတ်ပါတယ် အဲ့တော့အလုပ်တွေရှိပြီမလုပ်နိုင်တဲ့အတွက်ကြောင့်စိတ်ညစ်ရတာ၊သွားရေးလာရေးအတွက်အဆင်မပြေလို့စိတ်ညစ်ရတာ၊လမ်းမဆက်သွယ်မှုကြောင့်အဆင်မပြေလို့စိတ်ညစ်ရတာအဲ့ဒါလိုဟာမျိုးတွေစနေသားသမီးတွေမှာဒီကလာတွေမှာကြုံတတ်ပါသတယ်ဗျ။ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းနှမျိုးနှစနှစ်နေရာကလုံးကြီးခဲကြီးငွေတွေဝင်လာတတ်ပါတယ်။အဲ့တော့ကိုယ့်ဘက်ကလုံတတ်ဖို့တော့အရေးကြီးပါတယ်။အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ဒီကလာတွေမှာမိတ်ဆွေအပေါင်းအသင်းတွေကဆန်အံဟောသွားလောက်အောင် လေးစားအားကြရသည့်အထိဝမ်းသာမှုပီတိဖြစ်เสียကောင်းတဲ့အဖြစ်မျိုးတွေကြုံပါလိမ့်မယ်အဲ့တော့အိမ်တော်ကြီးကလည်းအဲ့ဒီအတွက်ကြောင့်ဩငါတော်တော်ကံကောင်းတဲ့သူပါလားဆိုပြီးကိုကိုကိုကျင့်တဲ့ပီတိဖြစ်မိတာမျိုးကြုံတွေ့ပါလိမ့်မယ်ဖွဲ့ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းကိုယ်တငယ်ချင်းအပေါင်းအသင်းတွေကိုအရန်ခင်မင်းတဲ့သူတွေစိတ်ချမ်းသာဖို့အတွက်ကြောင့်လည်းငွေကုန်ကြေးကြများပါလိမ့်မယ်တဲ့ဗျာအဲ့တော့ကောင်းသောထွက်ခြင်းမျိုးလို့ပြရပါတယ် ဒီဝသနာပါလို့ထီဆိုးကျင်တဲ့စနေသားသမီးများဖို့ကတော့အိမ်ရှိရန်ဒါတွေအိမ်ရှိလမ်းဘေးအိမ်ရှိရေမြောင်စသည်အပြင်အဲ့လိုနေရာမျိုးမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ကဲညံနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့စနေသားသမီးများဖို့ကတော့အဝေးတနေရာကိုခရီးသွားမဲ့သူကိုလမ်းစိစားစိလှူခြင်းအပြင်အညံ့တွေအားလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင် ကျွန်တော်ရဲ့တပတ်စာပေးတင်ကိုဒီမှာပဲညီကုန်းချုပ်ပြရစေကျွန်တော်ကျော်စိန်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39953653398ပဲဖြစ်ပါတယ်ဗီဒီယိုမေးမဲ့သူများကတော့17နာရီကနေ17နာရီကျွင်းကိုဖုန်းဆက်ပါကြံတဲ့အချိန်မှာဖုန်းဆက်ရင်တော့အဲ့ဒါကျွန်တော်စိတ်တူတဲ့အခါမှာအော်မိငောင်းမိလိမ့်မယ်အဲ့တော့ညနေ3နာရီထိတူချင်းကိုပြန်လဲဟောကြားပေးလေရှိပါတယ်။ကြံတဲ့အချိန်ဒီမှာဖုံးဆက်မယ်ဆိုရင်တော့လုံးဝလုံးဝမကင်ပါဘူးလို့အခုတည်းကကြိုတင်ပြီးတော့အတိပေးပါရစေ။ကဲဒီလောက်ပါပဲနော်။